လောင်လုံးမျိုးနယ်ကျင်းရွာချူမှာဝက်တွေကူးစစ်ယောဂကြာရောက်တဲ့အတွက်ဝက်တီဆုံမှုများနေတယ်လို့ဝက်မီမီတွေလောက်ကန်နေသူတွေစီကသိရပါတယ်။ဝက်တွေမှာနာယီယိုရာငေးမိုင်တာအစမစားတော့တာနရွက်ဖျားနေတာနဲ့အမဲရောင်အညိုရောင်အကွက်တွေထွက်တာစားတဲ့လက္ခဏာတွေနဲ့သိဆုံးကြတာဖြစ်တယ်လို့ဝင်းဝီရေလောက်ကန်နေသူတွေကပြောပါတယ်။ဝက်တွေကိုဆင်းလိုက်ထိုးပေးနေသူတူကတော့လောင်လုံးမျိုးနယ်မှာအခုဖြစ်နေတဲ့ဝက်ကူးစက်ယောဂါအာဖရိကဝက်ပင်ဖြာယောဂါဖြစ်တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလအစပိုင်းကတည်းကအဲ့ဒီကူးစက်ယောဂါဟာလောင်လုံးမြို့နယ်အောက်ဘက်ဂျေရီမှာစတင်ဖြစ်ပွားနေတာဖြစ်ပြီးနိုဝင်ဘာလလယ်ပိုင်းမှာတော့ဝက်တီဆုံမှုအလွန်များလာခဲ့တာပါလောင်လုံးမြို့နီးကညိုကျွန်းလီတော့ခန့်ရော်ရီကနေတကြက်တော်ဂျေရီထီဝက်တွေကိုလိုက်လံစေကူတာပေးနေရတယ်လို့လဲဆိုပါတယ်။အဲဒီလိုကူးဆက်ယောဂနဲ့တေဆုံသွားတဲ့ဝက်တွေကိုပေါ်ပြီးဈေးကထွဲကိုရောင်းချနေတာတွေလည်းရှိနေတယ်လို့စုံစမ်းသိရပါတယ်။ လောင်လုံးမြို့နယ်မှာဝက်သားတပိတ်သားကြက်45000ဈေးပေါင်နေခြင်းကူးဆက်ရောဂါကြောင့်သိဆုံးသွားတဲ့ဝက်တွေကိုတော့တပိတ်သား15000ကျပ်နဲ့ရောင်းချနေတယ်လို့သိရပါဗျ။အာဖရိကအဝယ်ပင်ဖြာယောဂါဟာလူတွေကိုကူးစက်နိုင်ခြင်းမရှိဘူးဆိုပေမဲ့ယောဂါနဲ့တည်ဆုံတဲ့အဝတ်တွေကိုလိဖြတ်တာရောင်းချတာတနေရာကဒီတနေရာကိုသက်ဆောင်တာတွေနဲ့စားသုံးတာတွေမလုပ်ဆောင်ကြဖို့အထူးသတိပေးထားတာပါ ဒါအပြင်ကုသယောဂဖြစ်ပွားနေတဲ့ဝိမွေမြူရီချမ်းတွေထဲအဝယ်ထွက်လောက်တာကိုလည်းကတ်သက်ပြီးဝိမွေမြူရီချမ်းကိုဘုသက်စီဖြန်တာတွေမဖြစ်မနေလှုံ့ဆော်ရမှာဖြစ်တယ်လို့ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။အာဖရိကဝက်ပင်ဖြာယောဂဟာအချိန်မီထိန်ချုပ်ရမယ့်ယောဂအမျိုးအစားဖြစ်ပြီးစနစ်တကျမထိန်ချုပ်နိုင်ရေကူးဆက်ယောဂပုံမှန်ဖြစ်ပွားလာနိုင်တယ်လို့လည်းသတိပေးထားပါရစေ။ လက်တလုံးမှာတော့အလောင်းလုံးမျိုးနယ်ပေါ်ဝက်တွေယောဂဝုစစ်ပြန့်နှက်ပြီးတိတ်ဆုံမှုများနေပေမဲ့လည်းပါယောဂနဲ့တိတ်ဆုံလဲဆိုတာမသိကြသလိုစနေတကြထိချုပ်တာမရှိပဲမွေးမြူရေးသမားတွေကတူအူချင်းဆေးထိုးဆေးကုမှုတွေကိုပဲပြုလုပ်နေရလို့စုံစမ်းသိရပါတယ်အာဖရိကဝေပြင်းပြယောဂဟာကုသမြန်တဲ့အပြင်ဝတ်တွေကိုတည်ဆုံနိုင်စေပြီးပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးဝါးမရှိသေးတာကြောင့်ယောဂမပြတ်ပွားစေဖို့အတွက်ဝတ်တွေကိုတုတ်တည်ရှင်းလင်းတဲ့နည်းလမ်းပဲရှိသေးတယ်လို့သိရပါဗျာ။